မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ25ရက်နေ့မနက်ပိုင်းရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မန္တလေးမြို့နယ်ဆယ်မိုင်ကျော်အကွာမန္တလေးမဒီယာကားလမ်းပေါ်ကစစ်စခန်း၃ခုကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်နေမြေရှင်းလင်းရေးလှုပ်ဆောင်ရမှာဒုဗျူဟာမှုအဆင့်ရှိသူစစ်တပ်ကတော့အပတ်စဉ်54ဆင်းဖြိုးကျော်အပါဝင်အလောင်းတွေနဲ့လက်နက်ခဲယမ်းတွေကိုထပ်မံသိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မန္တလေးမြို့အနီးမန္တလေးမရိယာကားလမ်းပေါ်မှာရှိတဲ့မရိယာမြို့နယ်ထမ်းမြင့်ကုန်းကျေးရွာပသိမ်ကြီးမြို့နယ်တရက်ခိုင်းကျေးရွာနယ်မြကန္တာကျေးရွာတို့မှာဇူလိုင်လ20ရက်နေ့ကမန္တလေး MDY PDF နဲ့မဟာမိတ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးတော့ဒီကနေ့အချိန်ထိကိုအဲ့ဒီစစ်စခန်းတွေကိုအပြည့်အဝထိန်းချုပ်ထားဆဲဖြစ်တယ်လို့ပြောဆိုထားပါဗျ။ဒါအပြင်ဇွန်လိုင်လ22ရက်နေ့ကနေ24ရက်နေ့အတွင်းထပ်မံဖြစ်ပွားခဲ့တဲ့တိုက်ပွဲနဲ့နယ်မြေရှင်းလင်းမှုတွေအတွင်းမှာ စစ်ကောင်စီအုပ်စုရဲ့အလောင်း6လောင်းနဲ့လက်နက်တွေကိုတင်းစီရရှိခဲ့တယ်လို့ဆိုပါရယ်မိမိတို့ရဲ့တော်လိုင်းတပ်ဖွဲ့များနဲ့စစ်ခွေးတွေဂျားမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများနဲ့နေမြေရှင်းလင်းမှုတွေကနေလက်နက်ခဲရအချုပ်ကိုထပ်မံတင်းစီရရှိခဲ့ပါရယ်ဒါအပြင် DSA စစ်တပ်ကတော့အပတ်စဉ်54ဆင်းဖြစ်တဲ့ဖြိုးကျော်ဒူဗျူဟာမူလို့ယူဆရသူနဲ့အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးတွေရဲ့ရုပ်အလောင်းများကိုတင်စီရမိခဲ့တယ်လို့ပြောပါရယ်ထူးခြားဖြစ်စဉ်အနေနဲ့လောက်ကိုင်းမှာလက်နေချခဲ့တဲ့လောက်ကိုင်းဓကဆလက်အောက်ခံခလိုက်ရ239တရင်ဟာ စေကောင်စီရဲ့ပသိမ်ကြီးမြို့နယ်အတွင်းတံပြန်ထိုးစစ်ဆင်မှုမှာပါဝင်လာခဲ့ကြောင်းတင်းစီရမိတဲ့လက်နက်ခဲယမ်းတွေရဲ့အမှတ်တံစိတ်တွေအရသိရတယ်လို့ MDY မန္တလေး PDF ကဖော်ပြထားပါတယ်။တော်လိုင်းတပ်တွေကစခန်းသိမ်းထားတဲ့မရီယာနဲ့ပသိမ်ကြီးနယ်တိုက်ပွဲတွေအတွင်းမှာစစ်ခွဲအုပ်စုကနေတိုင်းလိုလိုလေးချောင်းကနေဘုံကျဲတိုက်ခိုက်နေပြီးဇူလိုင်လ20ရက်နေ့မှာ Jet Fighter တိုက်လေယာဉ်နဲ့၃ချိန် Y12 နဲ့2ချိန်ဇူလိုင်လ22ရက်နေ့မှာ Jet Fighter နဲ့4ချိန် Y12 နဲ့3ချိန် MiG-35 တိုက်ခိုက်ရေး4ရင်နဲ့2ချိန်ဇူလိုင်လ2ရက်နေ့မှာ Jet Fighter နဲ့3ချိန် Y12 4ရင်နဲ့2ချိန် MiG-35 နဲ့2ချိန်ဇူလိုင်လ23ရက်နေ့မှာ Jet Fighter နဲ့2ချိန်နဲ့ Y12 နဲ့2ချိန်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးနဲ့မိဖက်မဟာမိတ်တပ်ဖွဲ့များဟာမြည်သူသောအခက်အခဲများနဲ့ဖိအားများရှိစေကာမူမိမိတို့ရဲ့ပန်းတိုင်ကိုမမိတ်မတုံဆက်လက်ပြီးတော့ခြိတက်သွားမယ်လို့ ် MDY မန္တလေး PDF ကဖော်ပြထားပါတယ်။ဇူလိုင်လ20ရက်နေ့ကအပိသက်တင်ပတ်ခဲ့တဲ့စကမ်းသေးတိုက်ပွဲအတွင်းမှာ drone jammer ကားတစ်စီး drone နဲ့ဆက်ဆက်ပျက်စီးတွေအပါအဝင်လက်နက်ခဲယံအများပြားကိုတင်စီရမိခဲ့ပြီးတော့ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင်စစ်တုံးပန်း16ဦးကိုဖမ်းဆီးရမိကအလောင်း15လောင်းကိုလည်းတင်စီရမိခဲ့တယ်လို့မန္တလေး PDF ကထုတ်ပြန်ထားပါတယ်။ အဲ့ဒီမန္တလေးနဲ့စေမိုင်ကျော်အကွာမန္တလေးမရီယာကားလမ်းပေါ်ကစစ်စခန်းသိမ်းတဲ့စစ်စင်ရေးကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MDY PDF နဲ့အတူမရီယာမျိုးမှန်တပ်ဖွဲ့မရီယာမျိုးနယ်ပတ်ကောက်ဖနဲ့ SSDF တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့စစ်ခွေးအုပ်စုကလေကြောင်းကနေဘုံကျဲလက်နက်ကြီးထုတာတွေကြောင့်ပြည်သူတွေစစ်ဘေးရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။မြကန်တာရွာအပအဝင် အဲ့ဒီစစ်စခန်းတွေကနေစစ်ရှုံးပြီးထွက်ပြေးလာတဲ့စစ်ခွေးအုပ်စုဟာမန္တလေးမရရကားလမ်းပေါ်ကစကားတောင်ကိုတောင်ကုန်းပေါ်မှာနေရာယူပြီးတော့ခုခံနေတယ်လို့ဒေသခံတွေကပြောပါတယ်။တချိန်တည်းမှာပဲစစ်ခွေးအုပ်စုကမန္တလေးဘက်ကိုစစ်ပေးရှောင်လာတဲ့ပြည်သူတွေကိုအဲဆင်းစစ်တာဖမ်းဆီးငွေညှစ်ပေါ်တာဆွဲတာတွေကိုလုဆောင်နေတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်တပင်ကန်ကြီးရွာရေအောင်မြင်ဖုန်ကြီးကျောင်းအနီးမှာတပ်ဆွဲဂိတ်ချထားတဲ့အကြမ်းဖက်စစ်ခွေးများကို drone နဲ့တိုက်ခိုက်ရာစစ်ခွေး၅កောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့မနက်10:00ခွဲအချိန်ကမှတောင်သာမြို့နယ်တပင်ကန်ကြီးရွာမှာရှိတဲ့ရေအောင်မြင်ဖုန်ကြီးကျောင်းရှိမှာ တပ်ဆွဲဂိတ်ချထားတဲ့အကြမ်းဖက်စစ်ခွေးများကို drone ဆယ်ဇင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးအင်အားက90 60လောက်တော့ရှိတယ်။စစ်ခွေးတွေဘက်ကပြန်ပြီးတော့မပြစ်နိုင်ပါဘူး။အားရမှုကတော့နည်းပါတယ်။ဘုံးဒီလိုအပ်ချက်ကြောင့်အခုလိုတိုက်ခိုက်ရေးကအားနည်းတယ်လို့ပြောရမယ်။နောက်နောက်ဒီထက်မကလှုံ့ဆော်ပါမယ်လို့ဂရုပေးပါတယ်လို့မြင်းကျန် District Army 3 drone team ကတာဝန်ခံမြင်းကြံခရိုင် drone တပ်ဖွဲ့ခေါင်းဆောင်ဘိုးကရုံးကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး9កောင်တိုက်ဆုံးက ရှစ်ကောင်ဒဏ်ရာရရှိခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေတဲကနှစ်ဦးဟာခြေထောက်ပြတ်ထွက်သွားတယ်လို့သိရပါဗါတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ခွေးများဟာမြင်းကြံဘက်ကိုကားသုံးစီးနဲ့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားပြီးတော်လိုင်းတပ်ဖွဲ့ဝင်ဘက်ကလည်း face win drone တုံးစီပြက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်3တပ်ရဲ့လက်ယုံတပ် drone တပ်ဖွဲ့နဲ့မလိုင်ပြည်သူ့ကာကွယ်ရေး drone တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မှာအကြမ်းဖက်စစ်ခွေးတိုက်ရဲ့ကင်းဘုံကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ23ရက်နေ့မိုးလဲ2နာရီခန့်မှာရန်ဖို့ကြီးရွာကမ်းမဏီအနီးမှာကင်းဘုံဝင်နေတဲ့အကြမ်းဖက်စစ်ခွေး၁၀ကောင်ကျော်ကိုဗိုလ်ခင်းတပ်ဖွဲ့နဲ့ဗိပါကဖအဖွဲ့တို့ကပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့လက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကပြန်လည်ပစ်ခတ်တိုက်ခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာမှာစစ်ခွေးများရှိနေတဲ့အတွက်ကြောင့်ထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါရယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းပူပေါင်းတပ်ဖွဲ့များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါရယ်အလားတူပဲကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်မှာရှိတဲ့ကြာရင်စိတ်ကြီးဘျူဟာဂုံးကိုတော်လိုင်းတပ်ဖွဲ့များက drone shot တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားထားပါရယ် ဇူလိုင်လ18ရက်နေ့မှာကြာရင်စိတ်ကြီးဗျူဟာကိုတော်လိုင်းတပ်ဖွဲ့များက drone ဘုံဒီနှလုံး short tight ဒုံး၄လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာဗျူဟာဂုံးထဲကိုကြက်ရောက်ပောက်ကွဲမှုများရှိပြီးတော့အကြမ်းဖက်စစ်ခွေးများထိခိုက်သေးဆုံးမှုရှိမှရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ကြာရင်စိတ်ကြီးဗျူဟာဂုံးကိုတော်လိုင်းတပ်ဖွဲ့တွေက drone တွေ short tight ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။ ဘယ်အဖွဲတွေပြစ်တယ်ဆိုတာကတော့မသိရသေးဘူးဗျူဟာဂုံတဲ့ကိုကြောက်ရောက်ပောက်ကွဲမှုရှိတယ်စစ်ခွေးတွေထိခိုက်မှုရှိမရှိကတော့မသိရသေးဘူးပောက်ကွဲတံကတော့အခြေကြီးပဲလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။အခုလိုတိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ခွေးတွေဘက်ကလည်းလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်မှုများရှိပြီးပြည်သူများထိခိုက်မှုမရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းမဟာအောင်မြေမြို့နယ်မှာရှိတဲ့ရွှေနန်းဒုက္ခရွှေဆိုင်ဓမြတိုက်ခိုက်ရပြီးတဲ့နောက်အပြန်လန်ပြစ်ခတ်မှုဖြစ်ပွားကအမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ24ရက်နေ့ညနေ4:00နာရီကမှမဟာအောင်မြေမြို့နယ်39လမ်း85လမ်းနဲ့86လမ်းကြားမှာရှိတဲ့ရွှေနန်းဒုက္ခရွှေဆိုင်ကိုလက်နက်ကင်ဆောင်ထားတဲ့တနတ်သမားများကဝင်ရောက်ပြီးတော့ဓမြတိုက်သွားတယ်လို့သိရပါဗျ။အခုလိုမျိုးဓမြတိုက်မှုဖြစ်ပွားပြီးမကြခင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးတော့အပြန်အလှန်ပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြစ်ခတ်မှုအတွင်းမှာထိခိုက်ဒဏ်ရာရရှိတဲ့ဒုတိယလက်ရှိပြီးတော့လူနာတင်ကားများရောက်လာတယ်လို့သိရပါတယ်။ဓမြတွေကိုဖမ်းမိလားမမိလားတော့အတိမပြုတ်နိုင်သေးပါဘူး။ပြစ်ခတ်မှုဖြစ်တဲ့အချိန်မှာအကုန်လုံးထွက်ပြေးကြရတယ်။တနက်တန်၁၀ချက်လောက်တော့ကြားရတယ်။ လက်နဲ့ကင်ဆောင်ထားတဲ့သူတွေကရွှေဆိုင်ဓမြတိုက်နေတဲ့အချိန်ဈေးတဲကိုစစ်ခွေးတွေရောက်ရှိလာလို့ဓမြလာတိုက်တဲ့ကောင်းနေနဲ့အပြန်အလှန်ပြစ်ခတ်တာလို့သိရတယ်အခုတော့လူနာတင်ကားတွေရောက်နေတယ်လို့ Voice of Mandalay VOMDY ကတာဝန်ရှိသူကပြောဆိုထားပါတယ် အခုလိုပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာကိုအကြမ်းဖက်စစ်ခွေးတွေထပ်မံရောက်ရှိလာပြီးတော့လမ်းများကိုပိတ်ဆို့ထားတာစစ်ဆင်းမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။မန္တလေးအခြေစိုက်လူမှုကူညီရေးအသင်းမဏီဆလာကလည်းမန္တလေးမြို့39လမ်း85လမ်းတောင်မှရှိတဲ့ရွှေနန်းဒုက္ခရွှေဆိုင်ဓမြတိုက်ခိုင်ရမှုကိုအတည်ပြုထားပြီးတော့ပြစ်ခတ်မှုကြောင့်အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကိုလည်းတပ်ပုံများနဲ့တကွထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့ ၄င်းစင်တဲ့အမြောက် update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတာကီတမြို့နယ်ရှုကင်းသာလမ်းမကြီးမှာလေပြင်းတိုက်ခတ်သွားပြီးတော့ရေဓာတ်လိုင်းငန်းများခေါင်မိုးတွေပွင့်ထွက်ပျက်စီးကာရက်ွက်ထဲကနေအိမ်တွေကတော့ထိခိုက်မှုမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇူလိုင်လ24ရက်နေ့မနက်9နာရီကမှတာကီတမြို့နယ်ရှုကင်းသာလမ်းမကြီးပေါ်မှာလေပြင်းတိုက်ခတ်ခဲ့ပြီးတော့ရေဓာတ်လိုင်းငန်းများခေါင်မိုးတွေပွင့်ထွက်ပြီးပျက်စီးသွားပြီးရက်ွက်ထဲကပြည်သူပိုင်းနေအိမ်များတော့ထိခိုက်ပျက်စီးမှုလုံးဝမရှိဘူးလို့သိရပါတယ်။ တာကေတာရှုခင်းတာမှာမနေ့ကမနေ့ကလေပြင်းတိုက်သွားတာရေတက်လိုင်းကန်တွေအကုန်ဆုတ်ပြတ်တက်ပြီးတော့ခေါင်းမိုးတွေလွင့်ထွက်တစ်ပင်တွေကျိုးကျသွားပါတယ်အခုနဲ့ထိခုတ်လို့မပြီးသေးဘူးပြည်သူတွေကဝမ်းသာနေတယ်ဆိုတာသူတို့ရေတက်ဝင်းတဲ့ကိုပဲရွေးပြီးတိုက်သွားတာလေရက်ွက်ဘက်အချမ်းတော့ဘာမှမဖြစ်သွားဘူးအံ့ဩလွန်းလို့ဗျအခုတို့ကောင်တွေကိုကြီးပဲရွေးပြီးတော့ဝင်သွားတာနေမယ်ရေတက်မိသားစုတွေလည်းထိခိုက်တယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အဲ့ဒီလေပြင်းတိုက်ခတ်မှုအတွင်းမှာရေတက်ဝင်းလိုင်းကမ်းမှာနေထိုင်နေတယ် စစ်ခွေးမိသားစုဝင်များထိခိုက်မှုရှိပြီးတော့လက်ရှိအချိန်အထိရှင်းလင်းရေးတွေလှုံ့ဆော်နေဆဲဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကင်းပြည်နယ်ကျုံတိုးမြို့နယ်တောင်ကံမရိုက်ကြီးရွာစတင်ကြောင်းကိုအကြပ်ဖက်စစ်ခွေးတက်က120မမဟာဝေဇာလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင်းစတင်ဆောင်များပျက်စီးသွားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ23ရက်နေ့ည7:00နာရီကျော်ကမှအကြမ်းဖက်စစ်ခွေးတပ်ရဲ့ဂျုံတိုးအခြေဆိုင်ခမရ905တိုင်ရင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ122မမဟာဝေဇာလက်နက်ကြီးများနဲ့နှစ်ကြိမ်ပြစ်ခတ်တိုက်ခတ်ခဲ့ရာဂျုံတုံးမြို့နယ်တောင်ကမရိုက်ကြီးရွာပြင်ပနဲ့တောင်ကမရိုက်ကြီးရွာစတင်ကြောင်းကိုထိမှန်ခဲ့တယ်လို့သိရပါဗါးအချက်ပတ်စစ်ခွေးတိုက်ရဲ့လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခတ်မှုအတွင်းမှာစတင်ကြောင်းဆောင်များထိမှန်ပြသခဲ့ပြီးတော့ပြည်သူတွေကတော့ထိခိုက်မှုမရှိဘူးလို့သိရပါဗါး အချမ်းဘက်စစ်ခွေးတပ်ဘက်ကလက်နက်ကြီးများလေယာဉ်များနဲ့ကော့ကရိတ်ဂျုံတုံးမျိုးအနီးတစ်ဝိုက်ကိုပြစ်ခတ်တိုက်ခိုက်နေပြီးတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ဒေသများမှာနေထိုင်ကြတဲ့ပြည်သူများအနေနဲ့လည်းလက်နက်ကြီးတန်လေယာဉ်တန်များကိုနားဆွင့်ပြီးတော့အထူးဂရုပြုနေထိုင်ကြရန် NMSP AD ကမြစ်တရက်ခန့်တိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ